ကျူရှုကျုံးပေါ်မှာတောင်ဝင်းပြည့်ဒုံးကျည်တွေဖြန့်ကျက်ခြားထားမဲ့ဂျပန်ရဲ့အစီအစဉ်ကိုမြောက်ကိုရီးယားကတရိပ်ပေးခဲ့တယ်လို့နိုင်ငံပိုင် KCNA သတင်းအေဂျင်စီကမလ20ရက်မှာဖော်ပြခဲ့ပါတယ်ဂျပန်ဟာ2026ခုနှစ်မလမှာကျူရှုဒေတာမှာတာဝေးပြည့်ဒုံးကျည်တွေဖြန့်ကျက်ချထားမှာဖြစ်ပြီးဒီလုံဆောင်ချက်ဟာတင်းမာမှုတွေကိုမြင့်တက်စေနိုင်ကြောင်းမြောက်ကိုရီးယားကဆိုပါတယ်ဂျပန်ဟာအရေးပေါ်အခြေအနေမှာရန်သူပြစ်မှတ်တွေကိုတိုက်ခိုက်နိုင်မဲ့ တံပြန်တိုက်ခိုက်ရေးစွမ်းဆောင်ရည်တွေကိုပိုင်ဆိုင်မှုဂျိုးမန်နဲ့တစိမ့်တစ်ပိုင်းအနေနဲ့ကျူရှုကျုံးပေါ်မှာတာဝေးပြည့်ဒုံးကြီးတွေဖြန့်ကျက်ချထားဖို့စဉ်းစားနေကြောင်းဂျိုတိုသတင်းကအစိုးရသတင်းရင်းမြစ်တွေကိုကိုးကားပြီးအခုလအတွင်းဖော်ပြခဲ့ပါတယ်ဂျပန်ဟာအမေရိကန်နဲ့စီးရီးမဟာမိတ်ဆက်ဆံရေးကိုပုံမမြင့်တင်နေတာနေတိုအဖွဲ့ဝင်တွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုမြင့်တင်နေတာအစရှိတဲ့လှုပ်ဆောင်ချက်တွေကနေတဆင့်ရန်လုံမှုတွေရှိခဲ့တဲ့အတိတ်ကာလကတမိုင်းကြောင်းအတိုင်းဆက်လက်လှုပ်ဆောင်နေကြောင်းမြောက်ကိုရီးယားနိုင်ငံသားရေးဝန်ကြီးဌာနရဲ့ လက်အောက်ကဂျပန်ရေးရာလေးလာရေးဌာနရဲ့မူဝါဒအကြေအကဲရဲ့ပြောကြားချက်ကိုကိုးကားပြီး KCN ကဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားကိုတိုက်ရိုက်ပြစ်မှတ်ထားတဲ့စီရင်ယူရဲချက်တွေနဲ့ပုံစံတွေအားလုံးဟာချိန်မုံခံရပါလိမ့်မယ်လို့ KCNA ကဖော်ပြခဲ့ပါတယ်။အမေရိကန်၊ဂျပန်နဲ့တောင်ကိုရီးယားတို့ရဲ့စီရင်ပူးပေါင်းဆောင်ရွက်မှုတွေမြင့်တက်လာတာကြောင့်မြောက်ကိုရီးယားဟာ၎င်းရဲ့စစ်အင်အားကိုမြင့်တင်နေမှုနဲ့အတူကင်မှာနျူကလ িয়ার ဆွေးရင်သုံးရင်ငုတ်တင်မောဆောက်လုပ်တဲ့စီမံကိန်းကိုတွားရောက်စစ်ဆေးခဲ့တယ်လို့ KCNA သတင်းအေဂျင်စီကမလရှိရမှာဖော်ပြခဲ့ပါတယ်။